ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အားလုံးလည်းသိပြီးသားဖြစ်မှာပါဒါကတော့ကျွန်တော်တို့ Beautyland Hotel မှာဖြစ်ခဲ့တဲ့လူသတ်မှုကိစ္စပါပဲလူသတ်သမားကအလောင်းကိုခုတ်ထည့်အပိုင်းပိုင်းဖြတ်အမှတ်အိတ်နဲ့သိမ်းပြီးတော့ပရင်ပေါက်ကကျွန်တော်တို့ဒီ air con စင်လေးပေါ်မှာတင်ထားခဲ့တဲ့ဖြစ်ရပဲဖြစ်ပါတယ် အဲ့ဒီကနေလက်တပတ်ထွက်လာတော့မှဒါလူသက်မှုမှန်တည်တာဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကခံမှန်းချက်တွေကတော့အမျိုးမျိုးပါပဲလူသက်သမားကအတွေ့အကြုံရှိရှိတဲ့ సైకో ဘက်ပုံစံမျိုးလို့လည်းတချို့ကခံမှန်းကြတယ်နောက်တရက်လောက်ကြောက်တော့မှလူသက်သမားကိုဖမ်းမိတာဖြစ်ပါတယ်ဒီချိန်မှာဇလန်းကဇက်ရီပို့ပြီးတော့လဲလာပါတယ်လူတွေကလည်းဟာကနေဟင်ကနေ short ဖြစ်ကုန်ကြပါတယ် ဖြစ်စဉ်ကိုတည်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်နည်းနည်းလေးတော့ပြန်ပြီးတော့ပြောပြပါမယ်အသက်ခံရတဲ့သူကပဲခူးတိုင်းနဲ့တလင်းမျိုးနယ်ကနေလာတဲ့ကောင်မလေးဖြစ်ပါတယ်အသက်က23နှစ်လို့သိရပါတယ်အလုတ်ကတော့ဒိတ်ကယ်လောက်တယ်လို့အဲပြောဆိုထားပြီးတော့သူတို့ကအဲ Telegram ကနေအဆက်အသွယ်လုပ်တယ်လို့သိရပါတယ် နောက်ပြီးတော့အဲ့ဒီကောင်မလေးကအဲ့ဒီဟိုတယ်မှာ long stay ပုံစံမျိုးနေတာလို့လည်းသိရပါတယ်လူသားမှုကျူးလွန်တဲ့ကောင်လေးရဲ့အသက်ကတော့16နှစ်ပဲရှိပါသေးတယ်မိဘနှစ်ယောက်စလုံးကဆရာဝန်တွေဖြစ်တာဖြစ်တဲ့အတွက်အတော်သင့်တာသူတို့အတိုင်းဝိုင်းကပြည့်စုံတယ်လို့ပြောရမှာဖြစ်ပါတယ်ဒီကောင်လေးကလူသားမှုကျူးလွန်ပြီးအေးအေးဆေးဆေးပဲအလောင်းဖြောက်တယ်ပြီးတော့သူကြီးသားကောင်မလေးကိုဖုံးဆက်ခေါ်ပြီးတန်ရှင်းလဲလှုပ်ခိုင်းတယ်လို့သိရပါတယ် ။ကောင်မလေးပုံစံကလည်းဖြူဖြူနုနုလေးနဲ့အသက်ကလည်း16နှစ်ပဲရှိပါသေးတယ်။ဆယ်တန်းကိုတပါးသားနဲ့ဂုံတူးတပါးသားနဲ့အောင်တယ်လို့လည်းသိရပါတယ်။တတ်တဲ့ပုံစံကိုတော့အကျယ်ကြီးတော့ကျွန်တော်မပြောတော့ပါဘူး။တခြားသတင်းတွေမှာလည်းအဲ့ဒါတွေကိုရေးသားထားမှာဖြစ်ပါတယ်။သတင်းတွေကဒီကောင်မလေးကိုလွယ်လွယ်တတ်တယ်လို့မထင်ရပါဘူး။ရုံးရင်းဆန်ကဖြစ်ပြီးနိုင်ရဆေးတွေကွာကုန်လို့ဟိုတယ်ကိုတော့ရောကြီးပေးခဲ့ရတယ်လို့သိရပါတယ်။ဒီလိုသတင်းတွေကတော့ဒီကောင်မလေးနဲ့ပျော်ပါပြီး မှတက်တယ်လို့လည်းသိရတယ်။တချို့သတင်းတွေကတော့အခန်းထဲရောက်မှလူတက်မှုကိုကျူးလွန်တယ်လို့သိရတယ်။အဲ့ဒီချိန်တုန်းကရီးစားကောင်ကောင်မလေးနဲ့တော့ဘာမှမဆိုင်သေးပါဘူး။ကိစ္စပြီးမှဖုံးဆက်ခေါ်ပြီးတန်ရှင်းလုပ်ခိုင်းတယ်လို့ဆိုထားပါတယ်။အခုတော့ကောင်လေးရောကောင်မလေးရောပါအထဲကိုရောက်နေကြပါပြီ။ဒီနေရာမှာကျွန်တော်အနေနဲ့ဝန်ခံစားကြည့်ရင်ပဲစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေတွေ့ရပါတယ်။ ပုံမှန်ဆိုရင်လူတယောက်မပြောနဲ့ဂျက်ကလေးငှက်ကလေးတကောင်ကိုတတ်ဖို့တော့မလွယ်ကူလှပါဘူးဒီရွယ်လေးတွေကဒီလောက်ထိလက်ရင်နေတယ်ဆိုတာတော်တော်လေးစိုးရိမ်မှုကောင်းနေတာတော့အမှန်ပါပဲလူရင်းကိုပြောရရင်တော့ကောင်လေးကလည်းသူကလူတက်တယ်လို့ဝန်ခံထားပါတယ်သူကဗီဒီယိုဂိမ်းတွေကိုအလွန်ကျွံစော့တယ်နောက်ပြီးလူတက်အလောင်းဖြောက်တဲ့ကားတွေကိုလည်းအရန်ကြည့်တယ်လို့သိရပါတယ်အဲ့ဒီကနေသူ့ရဲ့စိတ်ထဲမှာလူသက်ချင်တဲ့အာဒီသတွေဖြစ်လာတယ်လို့တချို့ကလည်းကောက်ချက်ချပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ကိုနဲ့လည်းရန်ညိုးရန်သားမရှိဘဲနဲ့လူတယောက်ကိုဒီလိုပုံစံမျိုးလှုပ်ရဲတာတော်ရုံတော့မဟုတ်ပါဘူးကျွန်တော်ပြောချင်တာကသူ့ရဲ့မာယူရဲ့ဆန်တဲ့ကိစ္စကိုမဟုတ်ပါဘူးအဲ့ဒီမကောင်းတဲ့စိတ်ကြီးလွှမ်းမိုးခံရတဲ့အထိဖြစ်သွားတာကိုပြောချင်တာပါကိုသေးလောက်မုန်းတဲ့သူကတော့မနှချင်းဆိုင်တက်ခွင့်ရရင်လုံနိုင်ဖို့တက်ဖို့မလွယ်ပါဘူးအခုတော့ပလိန်ကြီးပေါ့နော်ချစ်ချင်းမုန်းချင်းမရှိဘဲနဲ့လူတယောက်ကိုတက်ဖို့ကြိုတင်ကြံစီပြီးလက်နက်တွေယူသွားတယ်နောက်ပြီးအေးအေးဆေးဆေးပဲအိမ်ပြန်နေတယ် ျွန်တော်လည်းဒီကြောင်းရာတွေကိုပြောမယ်လို့တော့အဲ့ဒီကိစ္စနဲ့ဆက်ဆက်တဲ့သတင်းမှန်သမျှကိုလိုက်ပြီးတော့လေ့လာခဲ့ပါတယ်။ဒီနေရာမှာပဲလူငယ်တွေနဲ့ပတ်သက်တဲ့စိုးရင်တွေကိစ္စတွေကိုသွားပြီးသတိထားမိပါတယ်။ရင်ခက်ကဆိုရင်ကိစ္စတခုကိုလူသိဖို့တိတ်မလွယ်ပါဘူးအင်တာနက်ကိုတွင်းတွင်းကြဲကြဲသုံးလာတဲ့အချိန်မှာတော့တချို့ကိစ္စတွေကကျွန်တော်တို့တွေ ပို့ပြီးတော့လွယ်လွယ်ကူကူတိလာရတယ်ဒါပေမဲ့နောက်ပိုင်းကပို့ပြီးတော့ဆိုးလာတာကအင်တာနက်မှာတာဝတ်ဆိုတာမျိုးတွေရှိတယ်ဗျာအဲ့ဒီမှာစဉ်းစားမလို့သွေးထွက်တန်ယူကိစ္စတွေအဲမှာအများကြီးဒါပေမဲ့တာဝတ်တဲကိုဝင်သုံးဖို့ကတော်ရုံလူဆိုလို့ရှိရင်တော့ကျွန်တော်တို့လောက်တတ်မှာမဟုတ်ပါဘူးဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့တွေ Telegram တွေထဲမှာဒါတွေကအလွယ်တကူတွေ့နိုင်ပြီပြီးလို့ရှိရင်16 plus group တွေဒိတ်ကဲခေါ်မလားဒီလိုမျိုး Telegram ထဲမှာကျွန်တော်တို့ရှာလိုက်တာနဲ့ကိုအကုန်လုံးက မြင်နေတွေ့နေရတာဖြစ်ပါတယ်အဲ့ဒီမှာ73ဆလေးနဲ့ရွယ်ကလေးတွေလည်းရှိတယ်အများကြီးပေါ့နော်ကျွန်တော်တို့အထက်မှာဆိုအသက်မပြည့်သေးတဲ့ကလေးတွေအသက်ပြည့်ရသူတွေအများကြီးအများကြီးပေါ့နော်ဒါသူ Telegram သုံးတဲ့သူဆိုဖုန်းသုံးတဲ့မြင်သူဆိုတော့ဒါကိုသိကြမယ်လို့တော့ထင်ပါတယ်ကြို့မသိရလည်းမသိဘူးပေါ့နော် ဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်သူတို့ group တွေထဲမှာသူတို့ကသူတို့ကြိုက်တာတွေပြောပြီးတော့အဆင်ပြေနေကြတာလည်းတွေ့ရမှာပါအခုတရားခံကောင်လေးရဲ့ Facebook story အဟောင်းကိုလည်းသူတွေကဝိုင်းပြီးတော့ share ထားကြတယ်သူရဲ့ status တွေမှာလည်းအဆုံးရောက်တာမျိုးတွေတွေ့ရတယ်နောက်ပြီးအထက်လန်းဂိုင်းလိုမျိုးဟာမျိုးအဲ့လိုမျိုးတစ်ခုကိုလည်းဝင်ထားတဲ့ပုံစံမျိုးတွေ့ရတယ်။နောက်ပြီးလူတက်တဲ့ရှယ်ကျန်းထားတဲ့ရုပ်ရှင်ကိုကောင်းပါလေးနဲ့အတူတူကြည့်မယ်ဆိုပြီးတော့ရှယ်ရထားတာတွေကိုလည်းတွေ့ရပါတယ်။ပြောရရင်တော့ဆယ်ကျော်သက်ဘဝမှာလမ်းလွဲသွားနိုင်တဲ့ ကိစ္စတွေအများကြီးပါပဲတရားခံကောင်လေးဆိုရင်ပါပဲပြောစာဝင်တွေပူပန်ရတဲ့အခြေအနေမဟုတ်ဘူးလို့ယူဆရတယ်သူကဂိမ်းတွေဆော့ရုပ်ရှင်တွေကြည့်အစွန်ရောက်ဂရုတွေလည်းဝင်ပြီသူတို့ကဘာထဲမှာသူတို့ကနေသူတို့လေပတ်နေကြတယ်ဆယ်ကျော်သက်ပြီးပြီးစိတ်အပြောင်းလဲဖြစ်တဲ့ကိစ္စတွေစိတ်လေလွင်တဲ့ကိစ္စတွေစိတ်ဆာမပြေဖြစ်တဲ့ကိစ္စတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့သွေးအေးတဲ့ပုံစံကစိတ်ပိုင်းဆိုင်ရာအားနေတဲ့သူလို့ထင်ကြတော့မရှိပါဘူးအဲ့ဒီစာစိတ်ခံစားမှုကင်းမဲ့တဲ့ပုံစံမျိုးတော့ ရှိနေပုံရပါတယ်တရင်တွေစုံလာချိန်မှာကောင်လေးရဲ့ပုံရောကောင်မလေးရဲ့ပုံမှာတရင်တွေမှာပါလာပါတယ်ဒီတိုင်းကြီးလိုက်ရင်နှစ်ယောက်စလုံးကဒီလိုကိစ္စတွေမှာဝင်ပါခဲ့တဲ့သူလူတော်ထင်နိုင်ကြမရှိပါဘူးနောက်တစ်ခုရှိတာကကောင်မလေးကိစ္စသူကြတော့လူတက်မှုဖြစ်ပြီးမှသိရတာပါကောင်လေးကခေါ်လို့သူအိမ်ကနေလိုက်သွားတယ်ကိစ္စဖြစ်တဲ့အချိန်အခန်းထဲကရောက်သွားပြီးတော့မှဒီကိစ္စကို တည်ရလို့ပဲယူဆရတယ်ပုံမှန်ဆိုရင်ဒီကိစ္စကလန့်နေရည်ဗျာတမိသားမပြောနဲ့လင်မယားချင်းဆိုရင်တော့တခြားသူကပြောပြီးအကူကြီးတောင်းရမှာဖြစ်ပါတယ်အခုကကောင်မလေးကကောင်လေးကသူ့ကိုတတ်မယ်လို့ချင်းချောက်လို့လောက်တာလေဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်ဖြစ်ပြီးမှအတူတူ ရင်ဆိုင်မယ်ဆိုပြီးတော့ဖုံးပြီးပြတာမျိုးလည်းဖြစ်နိုင်ပါတယ်ကျိုးကတော့ဒီကောင်မလေးကိုဒုတိယဟာလီကွင်းဆိုပြီးပြောနေကြပါတယ်ဒါပေမဲ့ဒီကိစ္စထဲမှာသူကလည်းဒုတိယမြောက်ကန်ဆိုးသူလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ပထမမြောက်ကန်ဆိုးသူကတော့အသက်ခံရတဲ့ကောင်မလေးဖြစ်ပါတယ်ပြောချင်တာကတော့ဒီလိုမျိုးဖြစ်နေတဲ့လူငယ်တွေဘလောက်ရှိနေပြီလဲသူတို့ရဲ့အတိုင်းဝိုင်းကဘလို့ဖြစ်နေလဲဆိုတာပြီးပါတယ်သိဖို့လိုပါတယ်ပုံမှန်ဆိုရင်တာမန်စိတ်တန်ရတွေစိတ်ပြဿနာတွေရှိရင်တော့မိသားစုထဲမှာဖြေရှင်းလို့ရပါတယ်နောက်ပြီး online လောကကအစိတ်အောက်တွေအညီအောက်တွေနဲ့ပုံပြီးပြည့်နေတာပါ အစဉ်စားမဲ့အရေးသာအပြောဆိုပုံတွေအင်တာနက်ပေါ်မှာအများကြီးပြန့်နေတာဖြစ်ပါတယ်ပြောရရင်တော့လူငယ်တွေဆိုတာကဟိုတော့ကဒီတော့ကတွေနဲ့မွန်ကျက်နေရတာတော့အမှန်ပါပဲလူကြီးတွေဆိုရင်လည်းသူဒုက္ခနဲ့သူပါပဲဒီလိုချိန်မှာပျော်နေရတဲ့သူဆိုတာကတော့အရန်ကိုရှားပါတယ်ဒီတိုင်းမဲ့အခက်ခဲတွေကြားမှာအဆင်ပြေအောင်ကျွန်တော်တို့တွေလှက်ပတ်နေကြရတာပါဒီလူသက်မှုကိစ္စကတော့ကျွန်တော်တို့တွေအရင်တုန်းကဆိုလို့ရှိရင်တော့လူတူးတယောက်ကိုမကျင်တတ်လို့ဖြစ်တယ် ဒါမှမဟုတ်လို့ရှိရင်လည်းခ ਾਇ ရန်ဖြစ်ပွားရင်းနဲ့ဖြစ်တယ်ပေါ့နော်ဒီလိုကိစ္စမျိုးတွေပဲကျွန်တော်တို့တွေအများသောအားဖြင့်ကြာဘူးသိဘူးတာပေါ့နော်အဲဒီလိုမျိုးစိတ်တသဆန်ဆန်ပေါ့နော်ဒီလိုဗီဒီယိုဇာကာဆန်ဆန်ဖြစ်သွားတဲ့ကိစ္စတွေကတော့ကျွန်တော်တို့ခင်ဗျားတို့လည်းအခုမှဒါကြာဘူးမယ်လို့မြင်ဘူးမယ်လို့တော့ထင်ပါလိမ့်မယ်အဲ့တော့ အဲဘလို့ပြောရမလဲဆိုတော့အခု internet တွေကကျွန်တော်တို့အခုဆိုလို့ရှိရင်လည်း ChatGPT တွေမှာကျွန်တော်တို့ပါသိကျင်လာလဲဗာလောက်ချင်လာလဲကျွန်တော်နောက်ဆုံးကျွန်တော်တို့ video editing တောင်မှအဲကျွန်တော်ကိုယ်တိုင် edit ဆရာမလို့ပဲနဲ့ကျွန်တော်တို့ဒီစာလေးရေးမယ်ဒါမှမဟုတ်လို့ရှိရင်လည်းပုံလေးတွေထည့်မယ် video လေးတွေထည့်ပေးမယ်သူ့အနေနဲ့သူ align motion တွေသူ့အနေနဲ့သူ document တွေ style တွေအဲ့လိုမျိုးတွေပေါ့နော် အဲဘယ်လိုပြောရမလဲကောင်းတာတွေရောမကောင်းတာတွေရောအများကြီးပေါ့နော်ကျွန်တော်တို့တွေဒီ browser တွေထဲမှာပဲဖြစ်ဖြစ်အကုန်လုံးအကုန်လုံးအကုန်လုံးကိုရှာဖွေလေးလို့ရတယ်အဲ့တော့ကျွန်တော်တို့ငငယ်တုန်းကကလေးဘွားကနေကျွန်တော်တို့တွေ session နဲ့19 20လောက်ဒီဆိုတာဖုန်းဆိုတာဘာမှမသိကျွန်တော်တို့ရဲ့ဘွားတွေကငငယ်တုန်းကဆိုရင်စားသင်မယ်ကြောင်းတက်မယ်စော့မယ်စားမယ် TV ကြည့်မယ်ညခွန်နိုင်ညကိုးနိုင်အဲ့လိုမျိုးကြည့်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘွားတွေမှာဘာမှ မကောင်းတဲ့စိတ်ဆိုတာဘာမှမရှိဘူးနောက်ဆုံးမကောင်းတဲ့ပုံလေးတစ်ပုံကြည့်ဖို့ဆိုရင်တော့အဲခင်ဗျားတို့လည်းသိမှာပါเนาะကျွန်တော်တို့တွေအိုးအဲ့လိုမျိုးလိုက်ရှာတငယ်ချင်းတွေစုပြီးတော့ဘယ်လိုရှာမလဲအဲ့လိုမျိုးပဲရှိခဲ့ဘူးတာပေါ့เนาะကျွန်တော်တို့ခုနောက်ပိုင်းကြတော့မှဖုန်းတွေစပေါ်ကလာကစအချိန်မှတော့လည်းဒါတွေကအဲ့လောက်ဒီစူးစူးဝါးဝါမရှိသေးဘူးပေါ့เนาะအခုနောက်ပိုင်းဒီ2020နောက်ပိုင်းစမှာပေါ့เนาะအရန်ကိုပြောင်းလဲလာတယ် အနေထားမှာဒါတွေကလည်းလူတွေကတကြီးတစ်ခုကိုကြည့်မိသွားတာနဲ့သူ့ရဲ့စိတ်ပေါ့နော်လူတွေရဲ့စိတ်အမျိုးမျိုးကွဲပြားသွားတယ်ပေါ့နော်အဲ့ဒီပုံမှာထိန်းနိုင်နေသူလည်းရှိတယ်ဒါမှမဟုတ်လည်းစိတ်တစဆန်ဆန်ပေါ့အခုလိုပုံစံမျိုးတွေပေါ့နော်ဖြစ်သွားတဲ့သူတွေလည်းရှိတယ်ဒါရရကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ဒါအခုမှကြားဘူးတာပေါ့နော်နိုင်ငံသားမှဆိုလို့ရှိရင်တော့ဒီလိုစိတ်တစဆန်ဆန်လူတက်တဲ့အမှုတွေဗီဒီယိုစကားတွေ documentary စကားရဲ့ဆိုတာကျွန်တော်လည်းကြည်ဦးတာပေါ့နော်။ဒါရီကလည်းအခုအင်တာနက်ဖြစ်လာတဲ့အချိန်ကြမှာပဲကျွန်တော်တို့တွေကတွန်းတွန်းကြဲကြဲသိရတာ။အဲ့တော့ပြောချင်တာကတော့ဘယ်တွေရောက်တော့မှန်းတော့မသိတော့ဘူးပေါ့နော်။အဲဒါပေမဲ့ဒီဟာကဒီရဲ့ AD အင်တာနက်ကဆိုးကျိုးတွေပေါ့နော်။ဆိုးကျိုးတွေလို့ပဲကျွန်တော်ပြောပါမယ်။နောက်တစ်ခုကကြတော့အဲကိုကမှသားသမီးရှိတယ်။ဒါမှမဟုတ်လို့ရှိရင်လည်းကိုကအဲကိုမှ သွားပါတော့ကိုမသားသမီးရရှိရဆိုလို့ရှိရင်တော့အများဆုံးအဖြစ်ကျွန်တော်တို့ဒီဖုန်းတွေကိုပေါ့နော်သူ့ရဲ့အသက်အရွယ်နိုင်ဥမာအကြောင်းတက်နေရဲ့အရွယ်ဆိုလဲကိုတန်းဆယ်တန်းပေါ့နော်အဲ့ဒီအချိန်ကြီးတော့ဘေးမတုံးသင့်ဘူးလို့တော့ထင်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်သူတို့ရဲ့စိတ်တွေကဖြူးဖြူးစင်စင်ဖြစ်နေရမယ်ပြီးတော့မှ session နဲ့ကြော်သွားပြီသူတို့တွေစာရေးတင်ပြီးွားရေးလေ့လာပြီးွားရေးစာအုပ်တွေအများကြီးဖတ်ပြီးသွားပြီသူတို့ဝေဖန်ပိုင်းခြားတတ်သွားပြီဆိုတဲ့အရွယ်ရောက်မှဒါတွေက အဲကျွန်တော်ထင်ပေးကင်တင်းတယ်လို့ထင်တယ်ပေါ့နော်ဒါမှသာလဲသူတို့တွေတခုခုကိုမြင်မှုတွေ့မှုသွားတယ်အဲအဲ့လိုမျိုးလောက်မှုသွားရဲဆိုလို့ရှိရင်တော့မှဒါမှန်သလားမှားသလားဆိုတာသူတို့ဝေဖန်ပိုင်းခြားနိုင်မှာအခုကဒီဥစ္စာကကြတော့မိဘတွေကလည်းဆရာဝန်တွေဆိုတော့သူတို့လည်းသူတို့ကလည်းသူတို့ရှုပ်နေမယ်လို့ထင်တယ်ကလေးတွေ နေအောင်လဲဖုံးနေပြထားမယ်သူကကိုပိုင်အခန်းလေးနဲ့ပတ်စံရှိရဲ့ဆိုဆိုတော့လေဒီလို dark web site တွေကြည့်မယ်အဲ့လိုစိတ်တွေဖြစ်လာမယ်အဲ့တော့ဒီကိစ္စတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကဒါအမှုနဲ့ကိစ္စနဲ့ပတ်သက်တဲ့ဟာကျွန်တော်ပြောရရင်အထဲမှာဆိုလို့ရှင်ကိုမန်းနေမှာအဲဒီဟာကသူတို့ဟိုတထေးသားသမီးဆိုတော့နော်ဒီလိုရုပ်ရည်လေးမဖြစ်နိုင်ဘူးလို့ပြောကြတယ်လူစားထိုးခံထားတယ်လို့လည်းပြောကြတယ်အဲနောက်တစ်ခုအနေနဲ့ကတော့ဒီ hotel ကလည်း ဒီလိုဖြစ်ပြီးတော့အကြောင်းမကြောက်ဆိုတော့ဟိုတယ်နဲ့လည်းအဲ့လိုမျိုးပေါ့နော်ပူပေါင်းကြံစီရဲ့လို့တွေပြောကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒါဒီဗီဒီယိုညီကုန်းချုပ်တော့မယ်ကျွန်တော်ပြောချင်တယ်ကျွန်တော်စိတ်ထဲမှာပြောချင်တဲ့အကြောင်းအရာဆိုလို့ရှိရင်ဗီဒီယိုကြီးအရှိကြီးဖြစ်သွားတယ်အဲ့တော့အဲအခုကြည့်နေတဲ့ viewer အနေနဲ့လည်းပေါ့နော်ဒီအမှုနဲ့ပတ်သက်ပြီးတော့ထင်အမြင်အရာပြောသွားလို့ရတယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ဒီရဲ့ comment တွေကိုကျွန်တော်တို့တွေဖတ်ပြီးတော့ဘလို့ဘလို့ဆိုတာတွေကိုကျွန်တော်တို့တွေပို့ပြီးတော့ ိလာမယ်နောက်တစ်ခုကအဲဒီဗီဒီယိုတွေကိုညများแชร์ခြင်းအားဖြင့်လည်းလူအတိုင်းဝိုင်းမှာဒီလိုကိစ္စတွေရှိပါလားဆိုတဲ့အရာတွေကိုသိမြင်လာမယ်ဒါမှလည်းကိုယ့်ရဲ့မိဘတွေဒါမှမဟုတ်လည်းမိဘတွေတာသမီရှိတဲ့မိဘတွေကနေဒီလိုကိစ္စမျိုးတွေမဖြစ်အောင်လို့သူတို့လည်းထင်းကြောင်းနိုင်မှာဗောနော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ဒီမှာကတော့ကျွန်တော်အရင်မှာတင်ခဲ့တဲ့ဗီဒီယိုတွေမျိုးတော့ဟို content ကို ဟိုအရင်ကောင်းကောင်းမတော့ဖြစ်သွားမှာမဟုတ်ဘာလို့လဲဆိုတော့ဒါကကျွန်တော်ကရေးထားတာလေး ਨੇ ကျွန်တော်စိတ်ထဲအရှိတဲ့အကြောင်းအရာလေး ਨੇ ကျွန်တော်ကပေါက်ဆက်ပြီးပြောတာဖြစ်တဲ့အတွက်ဒီကွန်းနံပိုင်းမှာလည်းအမှားယုံလေးဖြစ်သွားနိုင်တယ်ပေါ့နော်အစီအစဉ်တကြမဖြစ်တာတွေလည်းဖြစ်သွားနိုင်တယ်အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်